ရှုံးသွားရှုံးပြန်ဆိုရဲဘဝကနေရှုံးထွက်ပြီးကဘာအနှံ့ခရီးသွားရင်ကော်ဖီဆိုင်လေးတွေမှာအေးအေးဆေးဆေးအလုပ်လုပ်ရင်ဝင်ငွေပါကောင်းကောင်းရနေကြတဲ့သူတွေကိုမြင်ဘူးလားဒါမှမဟုတ်ဒီလိုဘဝမျိုးကိုစိတ်ကူးရင်ဘူးလားဒီလိုလူတွေက digital nomad တွေပါပဲ digital nomad ဆိုတာနီးပညာကိုအသုံးပြုပြီးအလုပ်ကို internet ကနေလုပ်ကင်ကြတဲ့သူတွေကိုခေါ်တာပါ သူတို့ကရုံခန်းတစ်ခုထဲမှာပိတ်လောင်မနေဘဲနဲ့ကဘာပေါ်ကဘယ်နေရာနေမဆိုအလုပ်လုပ်နိုင်ကြပါတယ်။ဒီတော့သူတို့ရဲ့ရုံခန်းဆိုတာဘာဖြစ်နိုင်လဲ။ပါလီကျွန်းကကမ်းခြေတစ်ခု ထိုင်းနိုင်ငံတောင်ပေါ်မြို့လေးတစ်မြို့ကကော်ဖီဆိုင်တစ်ဆိုင်ဒါမှမဟုတ်ဥရောပကသမိုင်းဝင် မြို့တစ်မြို့ကကိုငှားထားတဲ့တိုက်ခန်းလေးတစ်ခန်းဖြစ်နေနိုင်ပါတယ်။ဘာကြောင့် digital nomad ဘဝကစိတ်ဝင်စားစရာကောင်းတာလဲ။ ဒီဘဝပုံစံကဘာလို့ဒီလောက်ဆွဲဆောင်မှုရှိနေရလဲဆိုတော့အဓိကအားဖြင့်အောက်ပါအချက်တွေကြောက်ပါပဲလွတ်လပ်မှုအဖြစ်ကိုယ်ဘယ်နေရာနေအလုပ်လုပ်မလဲဘယ်အချိန်မှာအလုပ်လုပ်မလဲဆိုတာကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်ရုံးချိန်စီကအသွားပြန်လမ်းတွေရဲ့ဖိအားတွေကနေလုံးဝကင်းဝေးပါတယ်ကဘာပတ်ခီးအလုပ်လုပ်ရင်းနဲ့ကဘာကြီးကိုလေပတ်နိုင်ပါတယ် နိုင်ငံအသစ်တွေရင်ကျေးမှုအသစ်တွေလေ့လာရင်ကိုယ့်ရဲ့ပညာရည်နဲ့အတွေ့အကြုံတွေကိုပါတိုးပွားစေပါတယ်။ဝင်ငွေကောင်းမွန်မှု digital nomad တွေကအများသောအားဖြင့် freelancer တွေ remote worker တွေဖြစ်ကြတဲ့အတွက်သူတို့ကျွမ်းကျင်တဲ့နယ်ပယ်မှာပုံမှန်မြင်မာတဲ့ဝင်ငွေတွေရရှိနိုင်ပါတယ်။ဥပမာ web developer, graphic designer, digital marketer, content writer စတဲ့အလုပ်ကိုင်းတွေပေါ့နော်။ ကိုပိုင်ဘဝပုံစံကိုရဲ့အလုပ်ကိုကိုဘဝနဲ့ပေါင်းဆက်ပြီးကိုလိုချင်တဲ့ဘဝပုံစံကိုဖန်တီးနိုင်ပါတယ်။အားလက်ချိန်တွေကိုကိုဝါသနာပါရယူလို့ရင်အနားယူရင်ပို့ပြီးတော့အထိပယ်ရှိရှိကုံဆုံးနိုင်ပါတယ်။ digital nomad ဘဝကိုစတင်ဖို့အတွက်ဘာကြီးလိုအပ်မလဲဒီလိုဘဝမျိုးကိုစတင်ဖို့ဆိုတာမခက်ခဲပါဘူးအဓိကအားဖြင့်တော့ internet နဲ့အလုပ်လုပ်လို့ရတဲ့အတွင်းချင်းမှုတစ်ခု ဥပမာ web design programming content writing social media marketing virtual assistant စရဲ့ဝန်ဆောင်မှုတွေထဲကတစ်ခုခုကိုကျွမ်းကျင်စွာတက်မြောက်ထားဖို့အတွက်လိုအပ်ပါတယ်။ဆရာထက်တန်မှုနဲ့ကိုကိုကို ထိန်းချုပ်နိုင်စွမ်းကိုယ်တိုင်အချိန်စရာဆွဲပြီးအလုပ်လုပ်ရတာဖြစ်တဲ့အတွက်စီကံရှိဖို့နဲ့ကိုကိုကိုစီမံခန့်ခွဲနိုင်ဖို့ဟာအရေးကြီးပါတယ်။ခရီးသွားခြင်းကိုနှစ်သက်တဲ့စိတ် နေရာအသစ်တွေကိုပြောင်းရွှေ့နေထိုင်ရတာသဘောကျပြီးအပြောင်းလဲတွေကိုလက်ခံနိုင်ဖို့အတွက်လိုအပ်ပါတယ်။ငွေကြေးစီမံခန့်ခွဲမှုအမြဲဝင်ငွေမမှန်နိုင်တဲ့အတွက်ငွေကြေးကိုစနစ်တကျစီမံခန့်ခွဲတတ်ဖို့ကအရေးကြီးပါတယ်။ဒီလို digital nomad ဘဝကတင်အတွက်စိတ်ဝင်စားစရာကောင်းနေပြီလား။ အကယ်၍သင်ကလက်ရှိရုံးလုပ်ငန်းခွင်ရဲ့ဖိအားတွေတိတ်လောင်မှုတွေကနေရုံးထွက်ချင်ပြီးတော့လွတ်လပ်စွာဝင်ငွေရှာချင်တယ်ဆိုရင် digital nomad ဘဝကသင်အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်တဲ့ရောဒီလိုဘွားမျိုးစိတ်ကူးရင်ဖူးပါသလားဒါမှမဟုတ်ဘယ်နိုင်ငံဘယ်မျိုးကနေစတင်ပြီးတော့အလုပ်လုပ်ချင်ပါသလဲ